တက်မွေးတွေရှိတယ်တောထဲမှာကျွန်းတွေရှိတယ်ဟာညမတွင်းတွင်းတွဲယတနာတွေကွာအများကြီးရှိတယ်ကွာဟုတ်ပြီတော့ကုံရောင်းကုံဝဲတွေဟာတော်တော်များများရှိတာမောတော်ကြီးတို့တိတ်လိုက်ပြီဆိုပြီးပြီဗောဟာဟာဒါပဲမတက်နိုင်သေးလေကွာဟေးဘာပြောတာอ่าบ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 ิโอมิมะคุณน่ะตั้งไหนพี่ซูโมรองตั้งไหนพี่ซูโหดิตั้งไหนพี่เอ๊ะไอ้เราวันตาราบ่ตะชู่งาฉะจิงาอาจารย์จ๋าแมงาบ่ปูบ่บ่ปูดิตั้งไหนเชิญโหลอ๋อ ငါတို့ဒီစရနအာမီကြီးကတိမ့်လိုက်တာဟာဘယ်ရတာတော်လိုင်းရင်တက်ဖွဲ့တွေကတိမ့်လိုက်တာဘာရဲ့ဟာတော်လိုင်းတက်ဖွဲ့တွေကတိမ့်တော်လိုင်းတက်ဖွဲ့တွေတိမ့်နေတာဟုတ်တယ်ဟာသွားပြီငါငါတို့တိမ့်နေအောင်မလို့ခွာမင်းอ่ะအဲ့ဒါအဲ့တော့မင်းကဘာလို့ပြုံနေတာလဲမင်းอ่ะမဟုတ်လေဘာရဲ့ဟို ဘယ်လိုပြောမလဲဟိုရှိဟိုဗါတယ်ပူတာသေးကုံမနားရည်တယ်ဆိုတဲ့အတိုင်းပဲပေါ်ပါတယ်ဟိုပေးလိုက်ရတော့လည်းမြန်မြန်ပြီးသွားတာပေါ့အဲ့ဒါကြောင့်မကြောက်ဘူးလားဟာဘယ်လိုမှခက်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 နဲ့လေဒီ2015နေပြီးတော့လေသူတို့ကနေမှာ9နှစ်အုပ်ချုပ်လေးတယ် NLD အစိုးရ9နှစ်အုပ်ချုပ်လေးတယ်အုပ်ချုပ်တဲ့2020မှာငါတို့ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့သူတို့အုပ်ချုပ်နေတဲ့9နှစ်မှာငါတို့ကကလိန်ကကြစ်ဘောင်းစုံနဲ့နီလန်းဘောင်းစုံကတော့ရှာထားတာလေခက်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 နဲ့2021ခုနှစ်မှာငေါတို့ကအာနာသိမ့်လိုက်ရတယ်လေကွာပြည်သူအမုန်းခံပြီးတော့အာနာသိမ့်ရတာလေကွာ နိုင်ငံတကာမှာငါတို့ခေါင်းမဖော်ပြီးဝင်းအောင်ငါတို့နိုင်ငံတကာအခက်ရဲ့ဒီခံပြီးတော့ငါတို့တွေတိတ်လိုက်တာလေအဲ့လိုမမြောက်ပါနဲ့ဘာလဲဟောဘာဘာရဲ့အစ်တက်ကြီးအဲ့လိုမမြောက်ပါနဲ့ပုံမှုတွေကအရှင်ကြီးအဲ့လိုတွေဖြစ်နေပြီအခုအဲ့ရေးကြည့်တဲ့ကျွန်တော်ဒီတင်းနေလာဒီတိုင်းမှာရှိတယ်မဟုတ်တော့နော်ကိုတို့တိတယ်ပုံသေးရေးမှလည်းတကယ်အရေးကြီးတဲ့အချက်ကြီးတာကြီးတယ်ကြီးတယ်အဲ့ဒီမောတော်ကျွန်းတိတော့ပြီးတော့အဲ့ဒီမှာတစ်မွေးအဲ့မောတော်မှာကုန်ထွက်တာလေအဲ့ဒီဟောမောတော်ကတော့ကျွန်တော်ဒီတော်လိုင်းတက်တီးကဟိုတိတ်လိုက်ပြီဆိုတဲ့သတင်းကိုကျွန်တော် ဟိုပြောပြမယ်နော်အချိန်တွေဝါပြီလားအချိန်တွေဝါပြီကျွန်တော်ဒီတင်းလေးဖတ်ပြမယ်နော်အဲ့ဒါဆိုရင်ပို့ပြီးတော့အပါတိသွားလိမ့်မယ်ဟာတော်ပြီတော်ပြီအဲ့ဒါတော့ကျွန်တော်မင်းကကုနာပြောတာရှိသေးပါလေဟိုဗါလေရှိဘူးပါဒီကုန်ပါအေးဟာနော်ဒီတစ်မျိုးပြီးနောက်တစ်မျိုးနောက်တစ်မျိုးနောက်တစ်မျိုးပြီးတော့နည်းနည်းပြီးတော့နည်းနည်းအေးတာပဲအဖေနော်ဒါမှကွာထားလိုက်တော့ကွာဟုတ်တယ်ဟုတ်တယ်အဖေအဲ့တော့ဟိုဒီရဲ့မောတောင်ရဲ့ဖြစ်စဉ်လေးကိုကျွန်တော်ပြောပြမယ်နော်အဖေနော်အေးအေးဒီမောတောင်မြို့သိန်းတိုက်ပွဲတွင်တဲ့ကျွန်တော်မြို့မှာရဲစခန်း နော်ပြီးတော့လာဝကဂိတ်များပေါ့လာဝကဂိတ်တစ်ခုလေးတော့မဟုတ်လာဝကဂိတ်များနော်ပြီးတော့ကျွန်တော်လုံကြုံရေးဂိတ်စကန်များโอ้เนี่ยตอลันเอ้ตะพ่นกากะเต้นอยู่ไล่บีเด้เนียอมาสุกูทิ้งชุบไล่บาบีเด้ฮ่อโอเคพี่ก็ชื่อดีเด้อะบายดิสิตะบักก็นี่เปียวเราเนี่ยดิสักกะมาสิตตาดิอือไอ้สิตตาดิอมาปะกาเด้เราเนี่ยตะบักနိုင်ငံဖြစ်တယ်เราท้ายบักကိုเราถั่วปี้ပြီးတော့ท้ายสิตတ်ကိုตั้วပြီးเราเล่นน่ะ ကျွန်တော်အလက်20လောက်တွားပြီးအဲ့အနံပြီးထွက်ပြေးသွားတယ်သိရတယ်ဗျဟာကွာတွားပြီး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 အဲ့မောတောင်တောင်းချောက်မှာခုနမင်းငါပြောနေကျွန်းတစ်ရှိတယ်ကွာတင်မွေးရှိတယ်ကွာပြီးတော့စီအောင်နေရှိတယ်ကွာစီအောင်ချန်ဆိုတော့ကွာမင်းငါပြောမယ်တနေ့လာဒီတိုင်းဒေတာကနေပြီးတော့ဒီမောတောင်ရောက်တဲ့အထိမျက်စိတဆုံးကွာဟိုဘက်ဆိုရင်ငါတို့ဒီဘက်ကနေပြီးတော့ဗာလဲရှိသေးတယ်ကွာဒီဟိုငါတို့ဟိုဘုတ်ပြင်းထီကိုကွာစီအောင်ချန်နေကွာကိုမီဘောစီဝါရေးကလည်းတကယ်ကောင်းချက်ချာကြတဲ့နေရာလေးအဲ့တော့အခုလည်းအခုတော့တော်လိုင်းတက်ဖွဲ့ရဲ့လက်ထဲကိုရောက်သွားပြီအဲ့ဒီရဲ့ဖြစ်စဉ်လေးကိုအဘောက်ကျွန်တော်ပြော ောပြပေးမယ်နော်အေးပြော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 ဟာငါအဲ့ဝင်တာနဲ့ကွာဒေါ်မင်းကပြောနေတယ်ပြောရစီရတယ်ဗျာဟိုတနေ့တနေ့ဒါဒါဒီနေ့မသိခံလဲမလက်ကံသိခံရမှာပါအဲ့တော့ကျွန်တော်ဒီနေ့သိခံတာစောစောစီးပြီးတော့ပြီးသွားတာပေါ့ဒါတော့ပြောတာပါပါရေနော်အော်ဖြစ်စဉ်လေးကိုဘာလို့ကျွန်တော်ပြောပြရရင်နိုဝင်ဘာလ10ရက်နေ့မှာစတင်ပြီးတော့တဲ့ကျွန်တော်စစ်တပ်ကနေပြီးကျွန်တော်မော တောင်မြို့နေနော်ခိုင်းမြန်မာနယ်စပ်ကုံတွယ်လမ်းကြောင်းအေးပြန်လဲပြီးကျွန်တော်နေရာစိုးမိုးတဲ့ဆိုရောကျွန်တော်စစ်ကြောင်းတွေထိုးလာတယ် စစ်ကြောင်းတွေထိုးလာအဲ့လိုကိုလည်းအလကားပဲအဲ့လိုစစ်ကြောင်းတွေထိုးနေတဲ့အချိန်မှာတဲ့ကျွန်တော်တို့ဒီလမ်းတနေရာရောက်မှာကျွန်တော်တို့ KNLA ဥဆောင်တဲ့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့နေနဲတိုက်ပွဲအပြင်းထန်ဖြစ်တယ်လို့သိရတယ်ဗျနော်အဲ့အဲ့လိုတော်လန်ရေးတပ်ဖွဲ့အနေနဲ့ကျွန်တော်တို့ဒီတိုက်ပွဲတွေအပြင်းထန်ဖြစ်ပြီးတော့အဲ့တိုက်ပွဲကဘယ်လောက်ထိပြင်းထန်လဲဆိုတော့မြို့ပေါ်ပါကြောင်ကူးဆက်လာတယ်ဟာမြို့ပေါ်ပါကူးဆက်လာတယ်မောတော်မြို့ပေါ်ကူးဆက်လာတယ်ကူးဆက်လာတယ်ဟိုအဲ့လိုပြီးတော့အဲ့ဒါနိုဝင်ဘာလ10ရက်နေ့ကပြီးတော့တိုက်ပွဲဆက်ဖြစ်တာအဲ့အဲ့လိုဖြစ်ရင်ဖြစ်ရင်နိုဝင်ဘာလကျွန်တော်တို့စီ17ရက်နေ့နဲ့နိုဝင်ဘာလ12ရက်နေ့လို့နေတယ်ဒီတော်လန်ရေးတပ်များကနေပြီး မောတောင်မြို့ပေါ်မှာရှိတယ်ကျွန်တော်မြို့မှာရဲစခန်းပြီးရင်ကျွန်တော်လုံချုံကြီးဂိတ်တွေရှိမယ်ပြီးရင်လာဝကဂိတ်တွေရှိမယ်ပြီးရင်အဲ့ဂိတ်တွေအားလုံးအားလုံးကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့အဲ့နေမျိုးကိုကျွန်တော်စိုးမိုးထားတယ်လို့သိရပါတယ်ဗျဟာ